ဆောမင်းမင်းလိုမျိုးပုံရဆိုင်ကိုလည်းဝမ်ချန်ပီယံရှစ်မှာမြင်တွေ့သွားရမလားပြည်သူများလုံးဝမ်းမင်းလားများမန်ချက်စတာဖော်ဆောင်ကနေပြန်လဲကြိုးလိုက်ပါရင် ပြီးခဲ့တဲ့နှစ်ကဝမ်ချမ်ပီယံရှစ်ဘက်ကလာမယ့်တစ်ပတ်မှာရှင်ပိုင်သွားကြမဲ့ fighter တွေကိုချပြသွားတဲ့အထက်မှာမြန်မာ fighter ၃ယောက်ထိပါဝင်သွားခဲ့ပါတယ်။ဒါဝမ်ချမ်ပီယံရှစ်ပြိုင်ပွဲမှာမြန်မာ fighter များဆုံးထည့်သွင်းခြင်းပါတဲ့ပြည်မြောက်ပွဲစဉ်လို့ဆိုရမှာဖြစ်ပြီးမြန်မာ fighter များဆုံးထည့်သွင်းခြင်းမှသွားခဲ့တဲ့ပြိုင်ပွဲကတော့2024အတွင်းမှာကျင်းပခဲ့တဲ့ One Friday Fight 76ပြိုင်ပွဲတော့ကပဲဖြစ်ပါရင်အဲဒီချိန်တော့မြန်မာ fighter ၅ယောက်ထိကိုပွဲထုတ်သွားခဲ့တာဖြစ်ပြီးအခုခါမှာတော့ဒုတိယမြောက်အရေးအတွက်အများဆုံးဖြစ်ပွဲထုတ်သွားခဲ့တာပါ။ One Championship ကပွဲထုတ်ခဲ့တဲ့မြန်မာ fighter ၃ယောက်ကတော့သွေးလင်းထက်မိုးထက်အောင်နဲ့ဆောင်းမင်းမင်းတို့ဖြစ်ကြပြီးသွေးလင်းထက်နဲ့ မော့ထက်အောင်တို့ကတော့ပြည်သက်နဲ့ရင်းနှီးပြီးသားဖိုင်တာတွေဖြစ်ပါရင်ဆော်မင်းကတော့ပြည်သက်တွေနဲ့တေးပြီးမရင်းနှီးတဲ့ဖိုင်တာတယောက်ဆိုပေမဲ့သူကတစ်ချိန်ကဝမ်းချန်ပြန်ရှစ်ကကျင်းပါတဲ့ပြိုင်ပွဲတွေမှာဝင်ရောက်ရှင်ပြိုင်ခဲ့မှုတဲ့ဖိုင်တာတယောက်လည်းဖြစ်ပါရင်အရင်ကရှင်ပြိုင်ခဲ့တဲ့အချိန်ကဆော်မင်းဟာမွေတိုင်းပြိုင်ပွဲတွေကိုရှင်ပြိုင်ခဲ့တာမဟုတ်ဘဲ MMA ပြိုင်ပွဲတွေကိုစတင်ရှင်ပြိုင်ခဲ့သူပါဝမ်းချန်ပြန်ရှစ်မှာသုံးပွဲအထိရှင်ပြိုင်ထားခဲ့ပြီးနှစ်ပွဲနိုင်တစ်ပွဲရှုံးဆိုတဲ့မှတ်တမ်းကိုပိုင်ဆိုင်ထားခဲ့ပြီးအဲ့နောက်ပိုင်းမှာတော့ပြည်သက်တွေကြားကနေပျောက်ကွယ်နေခဲ့တာလည်းဖြစ်ပါရင်ရွေးရမှာထိုးနေသလားတခြားပရိုမိုးရှင်းတွေမှာရှင်ပြိုင်နေခဲ့သလားဆိုတာ မတိရပါပဲအခုပြန်ပြီးဝမ်ချန်ပီယံရှစ်နဲ့တူပြန်လည်ထွက်ပေါ်လာခဲ့တာဖြစ်ပါရင်ပထမတစ်ခါရှင်ပြိုင်ခဲ့တဲ့ MMA ပြိုင်ပွဲတွေမှာဆောင်းမင်းဟာမြန်မာဖိုင်တာတွေနဲ့သာရှင်ပြိုင်ထားခဲ့ဘူးလားဖြစ်ပြီးအခုတစ်ခါမှာတော့ OC Fighter Josh နဲ့ရှင်ပြိုင်သွားရမှာလည်းဖြစ်ပါရင်ဒီကဆောင်းမင်းရှင်ပြိုင်သွားမှာက MMA ပြိုင်ပွဲမဟုတ်ပဲမွေတိုင်းပွဲစဉ်အနေနဲ့ရှင်ပြိုင်သွားရမှာပါဆောင်းမင်းကလွန်ခဲ့တဲ့2018ခုနှစ်ကဝမ်ချန်ပီယံရှစ်ရဲ့မြန်မာပြည်မှာကောင်လာနဲ့အတူဈေးကွက်ဖောက်ခဲ့ဘူးတဲ့လွန်ခဲ့ဖိုင်တာတွေကတယောက်ဖြစ်ပါရင်မြန်မာလက်ဝဲကစားမားတွေတဲမှာပွဲထိုးခွင့်အများပြားရရှိခဲ့တဲ့အထက်ဆောင်းမင်းလည်းပါဝင်ခွင့်ရရှင်ပြိုင်ခွင့်ရရှိခဲ့ပါရင် အမေပြိုင်ပွဲ၃ပွဲအထိရှင်ပြိုင်ကစားခဲ့ပြီးတဲ့အချိန်မှာဆွန်မင်းတယောက်ဝမ်းချန်ပီယံရှစ်ကနေပြန်လည်ပြောင်းကွယ်သွားခဲ့ပြီးအခုမှပြန်လည်ပေါ်လာခဲ့တာဖြစ်ပါတယ်။တရက်၁၈၈လောက်တော့ကဆွန်မင်းတယောက်ဝမ်းချန်ပီယံရှစ်မှာခွင့်ရခဲ့သလို၂၀၁၉ခုနှစ်လောက်မှာတော့မော်လုံမျိုးဖိုင်တာလေးပုံညာဆိုင်ကလည်းခွင့်ရတချို့ရရှိခဲ့ပါသေးတယ်။ပုံညာဆိုင်ဟာဝမ်ဝါရီယာစီနီ5နဲ့7နဲ့မှာပါဝင်ရှင်ပြိုင်ခွင့်ရထားခဲ့တဲ့လူငယ်ဖိုင်တာတယောက်ဖြစ်ပြီးစင်ကိုပါကျင်းပခဲ့တဲ့ဆိုပါပွဲစဉ်တစ်ပွဲစလုံးမှာပုံညာဆိုင်ကနှစ်ပွဲစလုံးကိုနိုင်ရရှိအောင်စွမ်းဆောင်ပြခဲ့ပါတယ်။ဒါပေမဲ့ပုံညာဆိုင်ဟာပြိုင်သက်တီထင်သာသလိုသူကိုယ်တိုင်မျှော်လင့်ထားသလိုတော့မဖြစ်ခဲ့ဘူးလို့ဆိုရမှာဖြစ်ပြီး ူရဲ့အိမ်မက်တွေဟာတဝက်တစ်ပြက်နဲ့ရပ်တန့်သွားခဲ့ပါတယ်။မိသားစုကိစ္စတွေနဲ့ရုန်းကန်ခဲ့ရသလိုဝမ်ချမ်ပီယံရှစ်စီမံအုပ်ချုပ်မှုအပိုင်းမှာလည်းအပြောင်းအလဲစတိုင်ဖြစ်ပေါ်သွားခဲ့ပြီးပုံညာဆိုင်ဟာပြန်လည်ပြောက်ကွယ်သွားခဲ့ပါတယ်။အဲဒီနောက်ဝမ်ချမ်ပီယံရှစ်နဲ့ပွဲဝေးခဲ့ရပြီးတနင်္လာမှာပုံညာဆိုင်ကိုဆူမာ5မှာပြန်လည်မြင်တွေ့ခဲ့ရပါတယ်။ဆူမာ5မှာလည်းပုံညာဆိုင်ဟာရှုံးမဲမရှိနဲ့နိုင်ပွဲတွေဆက်နေခဲ့ပြီးလက်သီးပေါ်အားပြင်းတဲ့သူရဲ့လက်သီးထိုးချက်တွေနဲ့အတူပြိုင်ဘက်တွေကိုအလဲထိုးနဲ့အမောက်သိပ်ပြထားနိုင်ကြတာကိုမြင်တွေ့ထားခဲ့ရပါ အဲနောက်ပုံညာဆိုင်းရပေးကလေးလားကစကားတကောင်းဟလာခဲ့ပါတယ်သူကဘယ် promotion ပြန်ဝယ်မှာမြေတွေးသွားချင်တယ်ဆိုတဲ့စကားကိုပြန်လည်ပြီးကောင်းချက်ချရရင် promotion ရတဲ့ခုခုမှာကစားခွင့်ရရှိတော့မယ့်အနေအထားမှာရှိနေကြတာပါ USC မှာဖြစ်မလားဓမ္မမုတ်ဝမ်ချန်ပီယံရှစ်မှာပဲပြန်လည်မြင်တွေ့သွားရမလားဆိုတာတော့မသိသေးပါဘူးပြည်သက်များစုကတော့ USC မှာသာမြင်တွေ့သွားချင်နေကြတာဖြစ်ပြီးဝမ်ချန်ပီယံရှစ်မှာဆိုရင်တော့တနည်းနည်းလို့မှာတပွဲထိုးရပါမလားဆိုတာတော့မသေးကြဘူးလို့ဆိုရမှာဖြစ်ပါတယ်ဒါပေမဲ့ဆောမင်းမင်းလိုကစားမဟောင်းကိုပြန်လည်ပွဲထိုးလာတဲ့ဝမ်ချန်ပီယံရှစ်ရဲ့လောရက်ကပုံညာဆိုင်းကိုပြန်လည်ခေါ်ယူသွားနိုင်တဲ့အချိန်မှာရှိနေကြတာပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပဲနောက်နေ့မှလည်းအားကစားလေးပဲတဲ့တင်ကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Matches for Awesome Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ